ရှင်ရခရဝံချံအခန်း7စာပိုက်50ကနေဖတ်ပါမယ်ယူရလူမျိုးအကုန်အစင်ပျက်စီးသည်ထက်လူတယောက်သည်လူများတို့အတွက်ကြောင့်တည်တော်တာ၍ကောင်းသည်ကိုသင်တို့သည်မစင်ချင်ပါတကားဟုပြောဆို၏ထိုစကားကိုကိုအလိုလျောက်ပြောဆိုသည်မဟုတ်ထိုနှစ်တွင်ယေဘရဟိမင်းဖြစ်လျက်ယေရှုသည်ထိုအမျိုးအတွက်အသေးခံရမည်ဟု၍၎င်းထိုမျိုးအတွက်သာမကား အရရတို့၌ကွဲပြားလက်ရှိသောဘုရားသခင်သားများကို အတူစုဝေးစေခြင်းကတရားမြင်ဟု၎င်းပရောဖက်ညာနဲ့ဟောပြော၏ပြောရတွေ့ရတယ်။ဒါယေရှုဘုရားကိုတတ်ဖို့အတွက်တိုင်ပင်ကြတဲ့အခါမှာသူနဲ့မှာအလဲကြတဲ့ပရောဖက်မင်းဂျူးဘာသာပရောဖက်နော် မင်းကြီးကာယဖကပြောတဲ့စကားဖြစ်တယ် ကယဖကတော့လေသူပြောတဲ့စကား तू နားလည်တာမဟုတ်ဘူးသူကတော့ယေရှုကိုအမြင်ကတ်လို့နော်တပ်ဖို့ပြောတာနော်တပ်ဖို့ပြောတာအဲ့တော့အတူယူဆကတော့လေယေရှုကသူ့ကို तू ယူဒဘရင်လို့ပြောတဲ့အတွက်ယောမဘရင်ကြီးကနော်ဒီတယောက်တည်းနဲ့ငါတို့ကိုလာပြီးတော့မှဖျက်ဆီးရင်တော့ငါတို့တော့ဒုက္ခပဲအဲ့ဒါကြောင့်နော်ငါတို့အဖျက်ဆီးမခံရအောင်ယေရှုသူ့ကို तू ဘရင် ယူဒပရင်လို့ပြောရယေရှုငါတို့တတ်လိုက်ရင်ပြီးသွားရောမဘုရင်ငါတို့လာတိုက်ဆရာအကြောင်းမရှိဘူးဆိုတော့အတွေးခေါ်တဲ့သူ့အတူပြောတာဖြစ်ပေမဲ့ဖြစ်ပေမဲ့ဟောတန်ရှင်တော်ဝိညာဉ်တော်ကဒီယေဘရဟိမင်းကြီးကရာဖကိုအသုံးပြုပြီးတော့မှပြောလိုက်တဲ့စကားကတော့ဗာလဲဆိုရင်တော့ဟောဒီဧဒရီလလူမျိုးမကတလောကလုံးမှာရှိတဲ့ တလောကလုံးမှာရှိတဲ့လူသားတွေအားလုံးဟာလားလူသားအားလုံးအပြစ်ကြောင့်ငဲကြမှာကိုဘုရားသခင်ကနော်တနာပြီတော့မှတလောကလုံးလူသားတွေကိုယ့်အပြစ်ကြောင့်ကိုငဲကြမှာထက်ဆိုင်ရင်နော်ငါရဲ့တပါးတီးတော်သားတော်ယေရှုဘုရားကိုငါဒီလောကောက်ဆီလွတ်ပြီတော့မှ လူသားအလုံးရဲ့အပြစ်ငရဲရန်အတွက်ကိုစားလေဝါကတိုင်မှာငါအသေးခံခိုင်းတယ်။အဲဒါကြောင့်တလောက်ကလုံးငရဲကြမှာတဲ့တယောက်တော်သူဟောတပါတိတော်သားရယေရှုအသေးခံတာတိုင်ကောင်းတယ်လို့ဘုရားကအမြင်တယ်ပေါ့အဲ့လိုမြင်တယ်အဲ့လိုခံယူရခါမှာဟောဒီနေ့ယေရှုဒီလောကကိုဆီလွတ်လိုက်တယ်နော်ဒီလိုမျိုးပြောချင်တာဖြစ်ပါတယ်ဆရာကတော့တင့်ကိုချစ်တော်ကြောင့်နော် တဲ့အတွက်ကိုစားယေရှုဖះလေဝါကတိုင်မှာအသေးခံခြင်းအဖြစ်တင်ဟာအပင်ငယ်ရလွတ်မြောက်တာဟာတိုက်ကောင်းတယ်လို့နော်ဒီလိုမြင်တယ်ပေါ့နော်အဲ့ဒါကြောင့်ဒီရွက်ချက်နဲ့ယေရှုကတင့်တို့အသေးခံပေးတယ်လို့ပြောချင်တာဖြစ်ပါတယ်။ဒါကြောင့်တော့မမေဆွေဒီနေ့လူသားဖြစ်တဲ့ကျွန်တော်တို့ဟာနော်ဘောဘာဘေဘင်အာဒံအေဝါကစပြီးတော့မှ အပြစ်ရှိတဲ့သူကနေဆင်းသက်လာတာဖြစ်သောကြောင့်အပြစ်ဒုစရိုက်မပြုတ်ခင်ကလေးကအပြစ်ကရှိပြီးသားဖြစ်ပါတယ်။ဒါကြောင့်အပြစ်ကင်းအောင်ဘသူမှမနေနိုင်ပါဘူး။မနေနိုင်တဲ့အတွက်မလုပ်လဲဒုစရိုက်အပြစ်ကိုကျွန်တော်တို့ကျိုးလွန်ကြတယ်။ဒုစရိုက်အပြစ်မကျိုးလွန်တဲ့လူတရားမှမရှိဘူး။မွေးကလေးကနေဒေါသမထွက်ဘူးတဲ့လူတတ်မဲ့တဲ့စိတ်မရှိတဲ့လူမလိမ်ဘူးတဲ့လူတရားမှမရှိပါဘူး။အဲဒါကြောင့်လူတိုင်းဟာ ိုယ့်ရဲ့အပြစ်ကြောင့်ငဲကြဖို့ရှိပါတယ်။ဒီလိုများပြတဲ့လူသားပေါင်းများစွာငဲကြမှာကိုနော်ငဲကြမှာကိုဘုရားခင်ဆိုတာရှိရင်နော်ဒရိုင်းလက်ပတ်ကြည့်တင်တာကဲတင်တာရိုးလေးပဲစဉ်းစားပါလူလူချင်းတော်ဒုက္ခရောက်ငဲကြတာပဲသရိစံချင်းချင်းတော်ဒုက္ခရောက်ရင်ငဲကြတော့ပဲဘုရားသခင်ဆိုတော့ရှိရင်ကဲတင်တာပေါ့အဲ့တော့ဘုရားသခင်ဆိုတော့ရှိပါရခင်ဗျသူကတော့ယေရှုဖျားဖြစ်ပါတယ် ယေရှုဖះကဘာပြောလဲဆိုတော့မြေကြီးစွန်းသားအပေါင်းတို့ငါ့ကိုမျှော်ကြည့်၍ငါ့ကဲ့တင်ခြင်းကျေးဇူးကိုခံကြတော့ငါသည်ဖះသခင်ဖြစ်ငါမတပါအခြားသောဖះမရှိအဲ့လိုပြောပါတယ်ငါမတပါအခြားသောဖះမရှိဆိုတာက အပြစ်ရှိတဲ့လူသားများကိုအပြစ်ငရဲကနေကဲ့တင်တဲ့နော်တလောကလုံးတို့အသေးခံကိုစားအသေးခံပြီးတော့မှဟလာကဲ့တင်တဲ့ ဖရာငါတပားပဲရှိတယ်တခြားဖရာမရှိဘူးလို့ပြောနေတာဖြစ်ပါတယ်မိတ်ဆွေတင်ဟာနော်ဟိုစဉ်းစားတွေးခေါ်နိုင်စွမ်းရှိတဲ့သူ ဖြစ်တယ်ပြီးရင်လဲလေ့လာလို့ရပါတယ်တလောကလုံးမှာရှိရှိသမျှတော့နော်ဘာတိုင်းစာအုပ်တွေဖတ်ကြည့်ပါတင့်အတွက်ကိုစားအသေးခံပေးတဲ့ဖရာငါဖြစ်တယ်လို့ပြောရဖရာယေရှုကလွယ်လို့မရှိပါဘူးမရှိပါဘူး ဒါဆိုရင်ရှင်းရှင်းလေးပါပဲဒီနေ့တင့်တွေ့တေခံပြတဲ့ယေရှုဘုရားယေရှုလောကရမှာတေခံတဲ့တကြိုပြီး300မြောက်သောနေ့မှာအသက်ရှင်တဲ့ဘုရားဖြစ်တယ်ထို့ဘုရားယေရှုဘုရားဟာသင်နဲ့တူရှိနေပါတယ်ဘာပြောလဲသူကငောက်ခေါ်တော့ငါထူးမီကြီးတော့ရတင်မသိနိုင်အောင်နည်းနည်းတော့အရာတော့ငါပြမယ်တင့်ကိုပြောတဲ့နှုတ်ကပတော်ဖြစ်တယ်အဲ့ဒါငါ့ကိုယုံကြည်တော်သူတွေထာဝရအသက်ကိုရဤလူမျိုးပါတာမရွေးပါဘူး အဲ့တော့ယေရှုတင့်အတွက်နော်အသင်ခံပြီးတင့်ကိုအပင်ငရဲမကြဖို့လှုပ်ဆောင်ပေးပြီးသားကိုသင်ကဘလို့အယယူနော်ဘလို့တင့်ပရမလဲဆိုရင်နော်ယေရှုဟာလေဝါကတည်းကအသင်ခံခဲ့ခြင်းဟာငါရဲ့အပြစ်ငဲရန်တကူစားဖြစ်တယ်တကြိုပြီး၃ရက်မြောက်သောနေ့မှာအသက်ပြင်ရှင်တဲ့ဒီချင်းမြစ်စုမအောင်နဲ့ဘာဖြစ်တယ်လို့ယုံကြည်ပါ 二天水了，啊，二天也秀啊，等于水龙天嘛。但想到外面的阿片，那样干活嘛，撇的。你看嘛，丁果园，阿被爷爷六百出了十七亩，刚干完药便出了十七亩，也是嘛，撇包的。那样那么没水，对不个？啊，也少不了个，完了丁果。 နီးပေးလမ်းပြလှုပ်တဲ့ဖះမဟုတ်ပါဘူးသူကိုယ်တိုင်ကနီးလန်းဖြစ်တယ်ငရဲကလွတ်ဖို့ကောင်းကင်ဘုံရောက်ဖို့သူကိုယ်တိုင်ကလန်းဖြစ်အနင်းခံတဲ့ဖျားဖြစ်ပါတယ်အဲ့တော့တင့်ကိုယေရှုဖျားကဟာလာဟိုကောင်းရာရောက်ဖို့အတွက်ခိုင်းတဲ့ဖျားမဟုတ်ပါဘူးတင့်အတွက်တင်ငရဲလွတ်ဖို့အတွက်လှုပ်ပေးတဲ့ဖျားဖြစ်ပါတယ် အဲ့ဒါနားလည်ဖို့လိုတယ်เนาะအဲ့တော့ဒီနေ့ကျွန်တော်တို့ကဘယ်လိုခေါ်မလဲဆိုတော့ဖယားသခင်ရဲ့ဟာလာကောင်းမြတ်တော်မူခြင်းတနာချင်းကယူနာဖယားသခင်ကြီးစုပြုခြင်းကိုဟာလာလက်မခံနိုင်တာလက်မခံနိုင်တာဒီနေ့တကယ်ကိုငရဲကြရတဲ့အကြောင်းဖြစ်ပါ တကယ်တမ်းကျတော့ကျွန်တော်တို့ကောင်းမှငရဲကလွတ်မယ်ဆိုရင်ဒီလောကမှာဖះဆိုတာမလိုပါဘူးနော်အဲ့လိုအယူဆရှိတဲ့သူတွေစမှာလဲဖះဆိုတာမရှိဘူးသူတို့ဖះမဲ့ဟွာတယ်နော်ငါလုံမှငါရမယ်ဆိုတဲ့အတွေးခေါ်ဟာဒါဖះမရှိဘူးဆိုတဲ့အတွေးခေါ်ပဲအဲ့ဒါမှားပါတယ်မှားပါတယ်အဲ့တော့ဒါပေမဲ့လူဆိုတာကိုယ်စိတ်ကြိုက် တွေးခေါ်ပိုင်ခွင့်ရှိပါတယ်။သူတို့ရင်ဖျားမရှိဘူးလို့เนาะကျွန်တော်တို့ထင်ရင်တော့စံစာမှာတော့เนาะလူမိုက်လို့ပြောပါတယ်ခင်ဗျ။အဲကြောင့်ဖျားဆိုတော့ရှိတယ်။เนาะအဲ့တော့ပြပါလို့ပြောရင်တော့လေပြလို့မရဘူးပေါ့။လေကိုပြပါလို့ပြောရင်ကျွန်တော်ဘယ်လိုပြမှာလဲ။ပြလို့မရပါဘူး။เนาะပြလို့မရပါဘူး။အဲလောကကြီးမှာကျွန်တော်မြင်ရတဲ့ဟာနည်းနည်းလေးပဲရှိပါတယ်။ နော်မြုံမုံလောက်တော့မရှိဘူးစက်ကြော်လာတစ်ခုလုံးနဲ့နှိုင်းရှင်မယ်ဆိုရင်တော့ကျွန်တော်မမြင်ရတာနဲ့မြင်ရတာဟာနော်ဘလောက်กว่าလဲဆိုတော့ရခိုင်နှုန်းအဖြစ်မြင်ရတာမြုံမုံလောက်ပဲရှိပါတယ်အဲ့မြုံမုံလောက်ကျွန်တော်မြင်ရတဲ့နေရာမှာသာရဖျားကိုမမြင်ရတိုင်းမရှိဘူးလို့ပြောလို့ပဲပြရမယ်ကျွန်တော်မမြင်ရတဲ့အရာခတ်သိမ်းမှာရှိနေတယ်ဒီနေ့ဒီမှာမြင်ရတဲ့เนาะအရာထဲမှာဘုရားရှိပါတယ်ဘုရားသခင်နာဝိညာဉ်ဖြစ်ပါတ တင်းနဲ့တူရှိနေတယ်အခုအဲ့ဒါယေရှုခေါ်ကြည့်ပါနော်ခေါ်ကြည့်ပါအဖြေရရင်ရှင်းသွားလိမ့်မယ်ထုံမြမကအဖြေရသွားရင်ဘာလို့မလဲအဲ့ဒါယေရှုလောကရေမှာတိတ်ခါနေတကြွေးသုံးရမှာသုံးနေမှာတက်ပြန်ရှင်းတာကျွန်တော်ကျမရဲ့အဖြစ်ငဲရံတော့ကိုစားဖြစ်တယ်ဆိုတော့ယေရှုကိုတင်းရဲ့ကယ်တင်ရှင်ဖြစ်နေယုံကြည်လက်ခံလိုက်ပါအဲ့ဒါဆိုရင်တော့အဲ့ယေရှုရဲ့ဝိညာဉ်တင်းရဲ့အแทမှာရောက်လာရင်ရှင်းသွားလိမ့်မယ်လို့ပြောကြရင် နေကုန်းချုပ်ပါရယ်ဘုရားသခင်နဲ့တင်တော်အလုံးကိုကောင်းချီးပေးပါစေတော့အာမင်